ပုံမှန်ပါပဲတခြားတခြားဇနီးမောင်နှံလို့ပါပဲတယောက်နဲ့တယောက်ကဟိုအမျိုးသမီးကတော့ကျွန်တော်ပူချစ်တယ်လို့ခံလာရသူကတော့ကျွန်တော်ပူကြည့်ဆိုင်အာမဟုတ်ပါဘူးအဲ့ဒါမီမီဒီယာပေါ်မှာကိုယ့်ကိုမြင်နေရလို့ထင်ပါအနိကန်နေရာထဲကြတော့လဲဟိုအမျိုးသမီးကတော့ပူကြည့်ဆိုင်ပါတိတ်တိတ်မမွားလေးရာစဟုတ်ဒါသူ Ash နဲ့ဟုတ် Ash နဲ့အဲ့ကောင်မှစပြီးတော့တည်တာ Ash က တော်တယ်တော်တယ်ဆိုတော့ဘာလဲဆိုတော့ तू က तू ကကြတော့ဟိုဝင့်လင်ပြောရင်ဟိုလေဟိုဒီမြန်မာမြန်မာလို तू ကမပြီးမပြီးတာထက်ကျွန်တော်ကျွန်တော်ကျွန်တော်လိုပဲကျွန်တော်လိုပဲဟို तू तू ကလည်းအဲ့လိုမျိုးပေါ့ဒီ dialogue တစ်ခုပြောရမယ်ဆိုရင် तू ရဲ့အမေကသူ့ကိုတင်ပေးတယ်တင်ပေးတော့ तू ကပြောတာအဲ့ဒါပူပြီးတော့ဟိုလေပုံမှန်တစ်ပူပူခတ်တယ် तू ကပူခတ်တယ် โอเคတော့ तू အရင်ကြိုးစားထားတော့လည်းတွေ့ရယ်ပြီးတော့အရင် respect ရှိရယ် humble ဖြစ်တယ်ပြီးရအလုပ်ပေါ်မှာလည်းကြိုးစားတယ်တော်တော်လေးချစ်မယ်ဒီဟောပေါ့လေဆလန်တွေပေါ့ဆလန်တွေကကျွန်တော် ဒီကမ္ဘောဒီးယားတွေပြန်လာအချိန်မှာပထမဆုံးဆိုက်ဖြစ်တဲ့ဆက်လန်တွေလေးသူကဟိုလောကနှစ်နှစ်နှစ်လောက်ကထိလဲရတာတွေ့လာတော့အခုမှတွေ့တော့စပြီးတော့ဒီဟိုစာရိုက်ဖို့အတွက်ဒီကျွန်တော်လမ်းမပြောတဲ့အချိန်ဇလန်လေးကတော့ထွေထူးအများကြီးဟိုကော့ညော့ထားမှရှိပါဘူးရို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 းဟိုအချက်ဇလန်လေးပါပဲရိုးရိုးဇလန်အဲ့လိုပုံစံလေးပဲဆိုတော့ဟိုတက်တောင့်တက်တာလည်းဖြစ်တယ်ပြီးတော့ ပထမဆုံးအဲ့အဲ့ချိန်ကပေါ့လေအဲ့ချိန်ကပထမဆုံးပြင်ရိုက်တဲ့ကဖြစ်တဲ့တဲ့ heavy တွေလည်းကျွန်တော်ပြောတယ်အမပွင့်အရင် heavy တွေမရိုက်သေးဘူးကျွန်တော်မလောက်တာကြာဖြစ်တဲ့ရိုးရိုးလေးပြင်ရိုက်မယ်ဆိုပြီးတော့အဲအလားနဲ့ရိုက်ပြတော့ဟိုဒီကောင်းမှာကျွန်တော်ကအဲ့လိုပြောအရင် AC နေတယ်လို့ PND ဟိုဟိုဘယ်လိုပြောလဲတစ်ချိန်လုံးအရက်တောက်ပြီးတော့ အဲ့လိုပေါ့ကိုရဲ့အမျိုးသမီးမရင်ကြီးပေါ့လေအဲ့လိုမရင်ကြီးပေါ့အဲ့လိုပြောရလားဘယ်လိုလဲတင်းဆောင်ရမရအေးပေါ့နော်ပေါ့မရင်ကြီးဆိုတော့မရင်ငယ်ရှိမှမရင်ကြီးလို့ပြော sorry ဆက်မားကုန် အဲဆုံးသွားဆုံးသွားတဲ့အမျိုးသမီးကသူကအဲ့လိုအမြဲတမ်းတတိတတိရတယ်အဲ့စိတ်နဲ့အိမ်မုတ်ဆိုးကိုပေါ့အေးအဲ့လိုပြောဖို့တော်တော်နယ်ရောဟုတ်တယ်ဟုတ်တယ်အဲ့လိုအမြဲတမ်းလွဲနေတာပေါ့လေအမြဲတမ်းလွဲပြီးတော့အေးစေးနေပြီးတော့တစ်ချိန်လုံးအကြက်တောက်ရင်လည်းဘဝကိုအဲ့လိုဖြတ်တန်းနေတဲ့ character ပေါ့အဲ့လိုပုံစံ Ash နဲ့ဟုတ် Ash နဲ့အဲ့ကောင်မှစပြီးတော့တည်တာ Ash က တော်တယ်တော်တယ်ဆိုတော့ဘာလဲဆိုတော့ तू က तू ကကြတော့ဟိုဝင်လင်ပြောရင်ဟိုလေဟိုဒီမြန်မာမြန်မာလို့ तू ကမပီမပီတာထက်ကျွန်တော်ကျွန်တော်ကျွန်တော်လိုပဲကျွန်တော်လိုပဲဟို तू तू ကလည်းအဲ့လိုမျိုးပေါ့ဒီ dialogue တစ်ခုပြောတော့မယ်ဆိုရင် तू ရအမေရသူ့ကိုတင်ပေးတယ်တင်ပေးတော့ तू ကပြောတာအဲ့ဒါပူပြီးတော့ဟိုလေပုံမှန်တက်ပူပူခတ်တယ် तू ကပူခတ်တယ် โอเคတော့ तू အရင်ကြိုးစားထားတာလည်းတွေ့ရပြီးတော့အရင် respect ရှိရ humble ဖြစ်တယ်ပြီးရအလုပ်ပုံမှာလည်းကြိုးစားတယ်ကိုကျင်းစာကျွန်တော်ကအလုပ်ဟန်ဟိုရုပ်ရှင်ရိုက်တဲ့အချိန်မှာကိုနဲ့တူတူရိုက်တဲ့လူတွေထဲမှာအဲ့လိုမျိုးစကားဝဲတဲ့လူတွေပါစေ။ဩငါနဲ့တူလိုက်တာအဲ့ဒါဆက်နီးစက်တယ်လို့ပုံခံစားရ။အဲ့လိုလုပ်တဲ့ချိန်ကျအဲ့လိုပေါ့ကိုလည်းစကားတွေပါတယ်ဟိုအရင် မြင်မြန်ပြောတဲ့အချိန်ဆိုရင်တချို့စကလုံးဆိုရင်ကျွန်တော်တို့မပြီးရဟာရှယ်လေအဲ့လိုမပြီးရဟာဆိုထိုင်ပြီးတော့ပြောပြောသွားနောက်ပိုင်းကျတော့ဟိုဟိုစာတွေပါဖတ်တဲ့အချိန်ဆိုရင်စာကိုမြင်မြန်ဖတ်တာမြင်မြန်မြင်မြန်ဖတ်လိုက်တဲ့မြင်မြန်မြန်ဖတ်ရင်ဖတ်တယ်အခုစဉ်တော်တော်လေးကိုပြောနိုင်လာတယ်ဒါတောင်မှပြောနိုင်လာတယ်ဆိုရင်အဆင်ပြေပြောနိုင်တယ်အဆင်ပြေဟုတ်အဲ့ပေါ့ပထမဆုံးပြန်ပြီးတော့စာရိုက်ချင်မပွင့်ပြောမပွင့်ဟိုဟာ ဒါမဲ့ဇက်ကကြတော့အရင်ဟုတ်လေတူတူဆက်ဆန်းလေအရင်မပါဘူးပြီးရင်အရင်ကျူးစားမဲ့ဟာလေးလည်းအရင်ကျူးစားမဲ့ဟာလေးလည်းမပါဘူးဟိုဟိုပုံမှန်တိုင်းလေးအချစ်ကားလေးပဲဆိုတော့ထွေးထူးအရင်ဟိုဟိုဘယ်လိုပြောမလဲအရင်မှုတွေလောက်ခဲ့ရမျိုးတော့မရှိပါဘူးဟုတ်ပေါ့ပေါ့ပပလေးပဲပေါ့ဟုတ်ဟုတ်အဲ့လိုမျိုးမမပွင့်ရကြတော့သူကဟိုလေဟို တချို့သူတွေးလိုက်တဲ့အတွေ့အကြုံကတော့အဲ့လိုမျိုးပေါ့နည်းနည်းလူငယ်ဆန်တယ်လူငယ်ဆန်တယ်နည်းနည်း free ဖြစ်တယ်ပေါ့လေအဲ့လိုပုံစံလောလောလတ်လတ်နဲ့ဟိုချစ်နိုင်တဲ့ဟာတွေကိုချပြနိုင်တဲ့ဟာသူကရိုက်နိုင်တယ်အဲ့လိုမျိုးသူရဲ့တချို့အတွေ့အကြုံအဲ့တော့အဲ့ဒါလေးသဘောကျတယ်ဒီကောင်းမှာကျွန်တော်ကျွန်တော်တိုက်မလောက်ခိုင်းတာ ash go ပဲလောက်ခိုင်းတာကျွန်တော်ကကြတော့သူအဲ့လို main လေး main လေးတွေချစ်တဲ့ဟာကိုကျွန်တော်ကကြတော့ဟို တိတ်နားမလဲဘူးအဲ့ဒါတိတ်ကြည့်မစားကိုယ့်ရဲ့ဟိုဆုံးသွားတဲ့အဲ့လိုဇလန်းထက်မှဆုံးသွားတဲ့အမျိုးသမီးအမျိုးသမီးရဲ့ကယူဆိုင်မှုပဲကိုတန်းတာလားနောက်ထပ်မိမရဲ့ကယူဆိုင်တဲ့ဟာကိုတိတ်ပြီးရောအဲ့လိုမျိုးနားမလဲမသိဘူးအဲ့လိုအဲ့လိုပုံစံမျိုးပေါ့အဲချစ်ပြရမှာကျတော့မင်းသမီးတွေကချစ်ပြရမှာကားတောင်းလျှောက်တော့တော်တော်ငြိမ်ပါလေဟုတ်တယ်ငြိမ်နေငြိမ်နေငြိမ်နေနောက်ပိုင်းချမှာနောက်ပိုင်းအဲ့လို တဖြည်းဖြည်းနဲ့ဇက်ရှိန်မြင်လာတဲ့အချိန်ကြီးကြတော့နည်းနည်းလောက်ခက်လာတော့ရှိတာပေါ့လေပုံမှန်ပါပဲတခြားတခြားဇနီးမောင်နှံလို့ပါပဲတယောက်နဲ့တယောက်ကဟိုအမျိုးသမီးကတော့ကျွန်တော်ပူချစ်တယ်လို့ခံလာရသူကတော့ကျွန်တော်ပူကြည့်ဇက်ရှိန်အမ်မဟုတ်ဘူးအဲ့ဒါမီမီဒီယာပေါ်မှာကိုယ်မြင်နေရလို့ထင်ပါအနီးကပ်နေရာတည်းကြတော့လေဟိုအမျိုးသမီးကတော့ပူကြည့်ဆိုင်ပါတိတ်တိတ်မမွားလေးရာစဟောတလန်တော့ဟိုဒီ MRT ဖုန်းနဲ့ဟိပရိတ်မှာ အာတွင်းနေပါပြီအဲ့တော့ဟိုဆက်မတူရှာပြလို့ရပါတယ်